ပြည်သူမင်္ဂလာပါမင်္ဂလာပါခင်ဗျာဟေးအမြဲတမ်းကြည့်လိုက်ရင်လမ်းဆန်းနေတာကျမ်းမာနေတာဘာကြောင့်လို့ပြောဟဲ့ဒီလိုပေါ့လေကျမ်းမာတာလဲပါမယ်စိတ်ကိုချမ်းချမ်းသာသာလေးဟိုလူမချမ်းသာပဲမယ်စိတ်ချမ်းသာသာနေတာလေးတွေလည်းပါမှာပေါ့နော်စိတ်ချမ်းချမ်းသာလေးနဲ့ကိုလှုပ်ချင်တဲ့လှုပ်ကလေးတွေကိုလှုပ်နေရတာကျမ်းမာရေးတစ်ခုလို့ထင်ပါတယ် တဖေးဘုတော်မလှုပ်ချင်တဲ့လှုပ်ကအမှုပညာလှုပ်လာဒါမှမဟုတ်ဘာသာရေးလာဘယ်လိုလေးလို့ပြောပြမလဲဟာအကုန်လုံးပါပဲလေအခုအရွယ်ရလဲဟုတ်လားအရွယ်၃ဘွားမှာတတိယအရွယ်ဆိုတာတော့ကြော်လာလို့စရုဒ္ဓအရွယ်လောက်တော့ရောက်ပြီဆိုတော့အဲဒီစီးပွားရေးလုပ်ငန်းစားဝတ်နေရေးလုပ်ငန်းကလည်းမလုပ်လို့မဖြစ်ဘူးเนาะအရွယ်အားဖြင့်ကြတော့လေဒီဘာသာရေးဖျားတရား လုပ်ငန်းလေးတွေကိုလုပ်ဖို့အချိန်ကရောက်နေပြီလေအဲ့တော့တွဲဖက်ပြီးတော့ပေါ့နော်အဲစီးပွားရေးလုပ်ငန်းလေးတွေစားဝတ်နေရေးလုပ်ငန်းလေးတွေလည်းလုပ်မယ်ဘာသာရေးလုပ်လေးတွေလည်းဘိုင်းနက်စလုပ်မယ်တန်းတဲ့နှလုံးလုပ်မယ်ဆိုပြီးတော့အခုနေနေတာပါအဲ့လိုလုပ်ခုနအဖေးပြောလိုက်တာကျတော့ကြားလိုက်တာပေါ့နော်ဆင်းရဲလို့ကြမ်းပါတယ်လို့ပြောတာအချမ်းသာတယ်လို့မှသူကဆေးဝါးအစုံကုသနဲ့ဒီလိုမှမဟုတ်ဘူးလားဖေးဒါဒါလေးကဖေးခံကြရမလို့လေချမ်းသာတာလေ ဒုက္ခဆင်းရဲတာလည်းဒုက္ခအဲ့လိုယူဆတာပါနော်ဘာလို့လဲဆိုတော့ဆင်းရဲတာဆိုတော့လက်စားဖို့နေရည်တွေမပြည့်စုံတော့ခံစားရတဲ့ဘဝဒုက္ခချမ်းသာပြန်တော့လဲဘာမှပစ္စည်းဥစ္စာတွေချမ်းသာနေပြီလူရမလို့တန်းရမလို့ဟိုတိတ်ဆီထားမလို့နဲ့နော်နေရင်းနဲ့ပဲဒီစည်းဘွားကြောင့်ဒီဥစ္စာပစ္စည်းကြောင့်အသက်ရန်ရှာတဲ့အထိခံစားရတဲ့လူတွေလည်းအများကြီးရှိတော့အဲ့တော့ဥရဲ့ခံယူချက်ကတော့ဆင်းရဲတာလဲ ဒုက္ခချမ်းသာတာလည်းဒုက္ခပဲလူဆာအဲ့တော့ဟိုချမ်းသာတယ်ဆိုတာဘာလို့လှုပ်လှုပ်နေလဲအခုသားတို့အဲ့တော့လှုပ်လှုပ်နေချမ်းသာအောင်လှုပ်ချမ်းသာမှစိတ်ချမ်းသာပါလေနော်စိတ်ချမ်းသာမှကိုကျမ်းမှာပါဆိုတဲ့ရည်ရွယ်ချက်နဲ့အလုပ်လုပ်နေကြတော့အဲ့တော့လုပ်နေရတဲ့အလုပ်ကလည်းချမ်းသာအောင်လုပ်နေရတဲ့လုပ်တွေမှာလည်းဒုက္ခတွေအများကြီးပဲအဲ့ဒါမို့ဥရဲ့ယူဝါဒကတော့ ဆင်းရဲတာလည်းဒုက္ခပါပဲချမ်းသာတာလည်းဒုက္ခပါပဲဆိုပြီးတော့ဘဝကိုတိဆောက်နေတာအဲဒါဆင်းရဲဒုက္ခဘဝလေးတိဆောက်နေတာပါသိရအော်ဘဝကြီးကိုရိုးရိုးရှင်းမဲ့ဖြတ်သန်းတာပါဒါမှမဟုတ်ရင်အားနဲ့မှန်နဲ့ဝိရိယနဲ့အဒေါသမောဟနဲ့ဒီလိုဖြတ်သန်းတာလားဘလိုပုံစံမျိုးလို့ဖြတ်သန်းမယ်လို့ပြောမလဲဟိုလူ့ဘဝကိုရောက်လာတယ်ဆိုတာကဟိုတို့ခေါင်းနဲ့ပန်းလှန်လိုက်တယ်လို့ပဲခေါင်းတစ်ပဲ့ကျတဲ့လူကတော့အောင်မြင်မှုတွေနဲ့ဒါဘဝကို သွားနိုင်တယ်ပန်းကျတဲ့လူကတော့အရှုံးပေါ်လေနေမှာဆိုလိုချင်တာကတော့ဟိုခေါင်းဝဲကျတဲ့လူကတော့သူ့ဟာသူအကြောင်းကြောင်းနေအရာရာတွေနဲ့အားလုံးလောကကြီးကိုအချင်းပြေးနေတယ်ချမ်းသာကျွေးဝနေကြတယ်ဒီကပန်းမကျတဲ့လူကျတော့ဆင်းဆင်းရဲရဲပင်ပင်ပန်းပန်းလုံမှခုနကိုစိတ်ချမ်းသာတာလေးတွေခံစားရမှာလေနော်အလုတ်ကိုပင်ပင်ပန်းပန်းစူးစမ်းပြီးတော့တားကိုကုန်းယုံလုံမှ စိတ်ရဲ့တက်တာမှုလေးတွေခံစားရပါเนาะအဲ့ဒါစာဝန်နေရေးလေးဟလာအလုံးလုံးမှပြည်လဲတဲ့စာဝန်နေရေးလေးကြောင့်စိတ်ချမ်းသာတယ်ကိုချမ်းသာတယ်ဆိုတာရမှာဆိုလို့ဒီအလုပ်ကိုစူးစမ်းပန်းစားပြီးစင်စင်ရဲရဲပြင်ပြီးမှန်းမှန်းခံပြီးတော့လုပ်ရတာပါเนาะဖေးဖေးကြည့်လိုက်ရင်ကျမ်းမာတယ်အာဥပဒေရုပ်ကလည်းเนาะပြောစရာမလိုဘူးဒီလိုတော်တော်ပြည့်စုံတယ်လို့ပြောလို့ရတာပါเนาะဟာအဲ့တော့မသိတဲ့လူကဥစ္စာမိုင်းကြီးอ่ะ ပတ်စံရှိတယ်ချမ်းသာတယ်လို့ထင်မှာပေါ့ဘာမလို့တော့စော်မိုင်းဆိုတဲ့ပစိုးကလည်းနာမည်ရှိသေးတယ်လေအဲဒီလိုပါပဲဒီလိုစော်မိုင်းဆိုတာကိုတိလာအောင်ပရိသတ်တိအောင်ပြည်သူပြည်သားတွေတိအောင်ဖြစ်လာရတဲ့အလုပ်ကလည်းအများကြီးအလုပ်တွေလုပ်ခဲ့ရတာဟုတ်နော်ဒီတိုင်းရခုနပြောလို့ဘောင်းမကြလို့မွေးရချမ်းသာပြီးတော့ကြီးပွားပြီးတော့နာမည်ကြီးလာတာမဟုတ်ဘူးအမတန်ကြိုးကုတ် စင်စင်ရဲရဲနဲ့ပင်ပင်ပန်းပန်းနဲ့ပြည်သူလူထုကိုယ့်ရဲ့အမှုပညာတွေတွေနဲ့စီလုံးပြီးတော့စူးစားပြီးလှုပ်ခဲမှဒီနာမည်လေးရလာပြီးတော့ခါကြမှဟောဇော်မိုင်းဆိုတာဖြစ်လာတော့တော့လုံလိုက်ရှင်နေလေကိုကိုကိုသာပြေးလာတယ်ပြည်သူလူထုကလည်းအားပေးတယ်ပြည်သူလူထုအားပေးလို့လုံခန်းရှင်တွေကလည်းကိုအသုံးချတယ်ဆိုတဲ့အားလည်းဖြစ်လာရတာပါနော်မွေးတဲ့ကခုနကပြောသလိုဆွေပုံပေါ်မှာဆံပြီးမွေးလာရတာမဟုတ်တော့ နော်အမတန်မှဒီကိုတက်တဲ့ဒီပညာလေးတွေနဲ့အလုပညာလေးတွေနဲ့ပြည်သူလူထုနဲ့ဟာလားစီလုံးညီညွတ်မှုလေးတွေနဲ့ကဲ့ညီအောင်အမှုပညာကိုလည်းကိုကကြိုးစားပြီးတော့ပြည်သူလူထုကိုအလုပ်ကျွေးပြုတယ်လို့သာဒီနာမလေးရပြီးတော့အလုပ်ကလေးတွေပို့ပြီးတော့ဖြစ်လာတာပါဒီရုပ်ရှင်တော့ကဒီအဖေကြီးတို့ဘဝကအာဒီပြတေယုတ်ဆောင်နေတဲ့ဆိုရင်နည်းနည်းကျန်းတန်းတယ်လို့ပြောရပါတော့ဘာဖြစ်လို့ဆိုတော့အဖေကြီးတို့ကတေယုတ်ဆောင်ဆိုပေမဲ့ အဲလူတွေမြင်ကြတာကလူချမ်းလို့မြင်ကြတာကိုဒီလိုခေါ်သုံးသွဲရကြတာကိုဟုတ်ပါအဲ့တော့ရှင်းမှာဒီလူချမ်းဖြစ်နေဝင်လာတာလားဘလို့နဲ့ဝင်လာတာအဲအခုဆိုလိုတာကတော့ဟောတယ်ပေါ့နော်ကျွန်တော်ရုပ်ရှင်လေကားတဲ့ကိုစရောက်လာတာကဟိုကျွန်တော်တို့ရုပ်ရှင်မင်းသားကြီးဦးကျော်ဆွေပေါ့နော်ကျော်ဆွေလက်ထက်အဲဦးကျော်ဆွေလက်ထက်ပေါ့နော်ဦးကျော်ဆွေလက်ထက်မှာပလဲမြည့်ရေဆိုတဲ့ဇာတ်ကားလေးရိုက်တဲ့ခါကျတော့ လဲမြေကြီးကတော့ဇက်ကျမ်းပေါ့နော်စစ်ကားပေါ့နော်တရုတ်ပြည်နယ်တိုက်တဲ့ခိုက်တဲ့ဇက်ကားပေါ့အဲ့ဒီမှာဟိုနေကြပြီးတော့တယောက်နဲ့တယောက်ဆက်သွယ်မှုတွေရပြီးတော့တရုတ်ဆောင်ရတဲ့နေရာကြတော့လဲတိုက်တယ်ခိုက်တယ်ပြစ်တယ်ခတ်တယ်နော်ကျန်းကျန်းတန်းတန်းတရုတ်ဆောင်ခဲ့ရတဲ့ဟာလေးတွေကိုလောက်ခဲ့ရတော့ကျွန်တော်ဆရာကြီးကဦးကျော်ဆရာအဲ့ဒါလေးတွေသဘောကျခဲ့တယ်လေဒါကကျွန်တော်ကူညီတဲ့အနေနဲ့ဝင်လောက်တာပါနော်သဘောကျခဲ့တဲ့ခါကျတော့သူ့ရဲ့စကားလေးက အေးနောက်တစ်ချိန်မြောက်ဒီလုံနဲ့လှုပ်ချင်လို့အပြင်လောကကိုလာပြီးတော့ဒီရုပ်ရှင် လောကထဲကိုဝင်လာလို့ရှိရင်တော့ငါရှိလာလို့ရပါတယ်ဆိုပြီးတော့သူရဲ့တန်းလှမ်းချက်ကလေးသူအသုံးချလို့ရနိုင်တဲ့ပုံစံလေးမြင်တော့အဲ့ဒါသူအဲ့လိုလုပ်ခဲ့အဲအဲ့ဒီကစပြီးတော့ကိုကလည်းအအပြင်လောကကိုရောက်တဲ့ခါကျတော့အော်ငါအတိတ်မှတ်ပြထားတဲ့ကိုဆရာကြီးရုပ်ရှင် လုပ်ငန်းလေးနဲ့ပတ်သက်ပြီးတော့ငါလည်းလုပ်ကြည့်ကျင်တယ်ဆိုပြီးတော့ပေါ့နော်အဲသူ့ရှိကိုဝင်ပြီးတော့မိုးရုပ်ရှင်ပေါ့ကျော်စိတ်ရှိမှဝင်နေစပြီးတော့ဒီဇာတ်ကားလေးတွေပညာသင်ရင်းနဲ့ဒူဒီဒူဒီလေးရိုက်တော့လိုရာကလည်းဝင်သားနေရကသူရှိပြီးသားလေအမှုရွာကဲကျော်ဆွေးသားကကျွန်တော်တို့ကြံတဲ့အခါနေရကြံကြံတန်တန်ဟာလားဖုံးမယ်ကျိတ်မယ် နော်မြင်းစီးမယ်တဏှပြင်းမယ်ဖိုက်မယ်ချမယ်ဆိုတော့အခန်းကြီးကြတော့အဲ့ဒါပဲရှိတယ်လीအဲ့ဒါရှိတော့ကျွန်တော်တို့ကလည်းလိုက်တာခန္ဓာကိုယ်ရောစိတ်ဓာတ်ကိုယ်လှုပ်ရှားနိုင်တာကဒီအခန်းနေနဲ့ပဲရှိရတယ်အဲရုပ်ရှင်လောကကြီးတစ်ခုလုံးမှာလည်းအနုပါဒလို့အကျမ်းပါရတာဟုတ်နော်အကျမ်းမပါလို့မရဘူးနော်အကျမ်းပါမှအချောဖြစ်မှာဟုတ်နော်အချောတွေနာမည်ကြီးမှာဆိုတော့ဒီအဓိကက တရုတ်ဆောင်အောင်မှာလဲကြမ်းကြမ်းတန်းတန်းနေရာတွေရပဲတရုတ်ဆောင်အောင်မှာဆိုတော့အဲ့နေရာတွေမှာလဲလူရမ်းလို့တာပေါ့နော်ဇက်ကောင်နဲ့တိုက်ညီတဲ့မင်းသားကိုစပုတ်ပုတ်နိုင်တဲ့တခြားဆိုင်ပုဇာရနေကိုဒီကြမ်းတန်းတဲ့နေရာနေတရုတ်ဆောင်ဇလန်းဇက်ဖို့ပေးနိုင်တဲ့လူကအရန်အရေးကြီးတဲ့ကာရကားမှာနော်ကာရကားမှာတိတဲ့အတိုင်းပေါ့နော်အနုပါဒလို့အကျမ်းမှာပါရင်လူတွေမကြိုက်ဘူးဆိုတာလေးလည်းရှိတော့အဲ့ဒါသဘာဝအလူသဘာဝအတိုင်းပေါ့နော် ဟိုအဖြစ်နဲ့အပြည့်ပေါ့နော်ဒါလေးတွေကပဋိပက္ခဇလန်းလေးတွေမှာအမြဲတမ်းဒီလူချမ်းကျန်းတဲ့နဲ့လူတယုတ်ဆောင်တဲ့လူမပါလို့မပြီးဘူးဒီဟာပါမပြိတ္တကြိုက်တယ်လူတွေကြိုက်တယ်ဇလန်းဖြစ်တယ်ဆိုတော့အဲ့ဒီနေရာကစပြီးတော့အလုတ်စလုတ်လိုက်တဲ့အခါကျတော့အဲတဖြည်းဖြည်းပေါ့နော်အဲဝင်လာတဲ့အခါကျအဲ့လိုပေါ့နော်ခုနကလိုထိုးကျိတ်ပြရဟိုနေ့ခအကျန်းနေလုတ်ခဲ့နောက် တဘာဝလေးရင့်လာတဲ့ခါကျတော့နုလာတဲ့ခါကျတော့တဖြည်းဖြည်းပေါ့နော်တဆင့်တက်တဲ့တရုပ်ဆောင်ပေါ့ဟိုလူကြီးကန်းတို့နော်ဦးလေးခန်းတို့အကိုခန်းတို့ဘာတို့ကနေနောက်တစ်ခါဂိုင်းခေါင်းဆောင်ဂိုင်းစတာနေရာမျိုးတွေဘာတွေကနေပြီးတော့ဟိုရင့်ကျက်လာတဲ့အမှုပညာနေရာလေးတွေရခဲ့တာပေါ့ဆင့်ဆင့်ရခဲ့တာအခုချိန်ထိအဲ့လိုပါပဲဝင်လာတော့ကတော့မောင်လေးရွယ်ညီလေးရွယ်ကိုရွယ်ပါညာဦးလေးရွယ်အာအဖေရွယ်အခုအဖိုးရွယ် ရှိအောင်ဒီရုပ်ရှင်အနုပညာသရုပ်ဆောင်ကိုကိုကလည်းစ조사조사조사ပြီးလာခဲ့လို့ဒီနေရာကိုဒီနေ့အထိအနုပညာနဲ့တံခိုးဝမ်းကြောင်းပြုလုပ်နေတယ်ကျေးဇူးအားပေးဟုတ်ကဲ့ပါဟုတ်ကဲ့ပါ